ဘုရားကဥပုံကလေးနဲ့ပြောပြဖက်ကီတကုဏဝိယတကုဏဆိုတာကငဲ့ဝိယကကဲ့သို့ဥပုံမှာပြီးတယ်ငဲ့တယ်လို့ပဲတဲ့ဖက်ကီဆိုတာကအတောင်ပေါ့ငဲ့တယ်ဟာအတောင်မှပဲတောင်ဝင်ရှိတယ်တဲ့သူတို့မှာငဲ့တယ်မှာမဘရိတ်ဂရာမှမရှိဘူးတဲ့ ပါ device တွေမှမရှိဘူး။ဘာရန်ဘာသုံးဆောင်ပစ္စည်းတွေမှလည်းမရှိဘူး။ငယ်ရီယာအိုလည်းမရှိဘူးအိမ်လည်းမရှိဘူး။အနိုင်ကတော့ဥဥကဏ္ဍကြဆောက်ရင်ဆောက်မယ်။တချို့အတိုက်ဆောက်ပြီးနေတဲ့ငယ်တွေလည်းရှိခြင်းရှိတယ်။ငယ်ရီယာဘဝကလွတ်လပ်ကြတယ်တဲ့။ငယ်ရီယာဘဝကလွတ်လပ်ကြတယ် ဒီကိုင်းမှာနာရင်အဲ့ဒီဒိတ်ကိုင်းကိုသူ့ကိုင်းကိုသူ့ဒိတ်ကိုင်းကိုသူ့ကိုင်းကို သူကတွေ့ထားတာမဟုတ်ဘူးတဲ့အနနာယုံမဲ့ပြီးရင်တောင်းပန်လေးဖတ်ပြီးပြန်သွားတယ်ဒီကိုင်းမှာနာနာသာဝရစရာတို့မှာမစင်သာဘူးတဲ့နော်လူတွေကတော့တဏှာထိုင်ချလိုက်ဒါငါနေရအခုခုတော့ပြည့်စုံသွားဒါငါပြည့်စီငါဟာအဲ့ဒီပုံမှာ အထိုင်ချပြီးတော့လွတ်လွတ်လပ်လပ်မရှိကြတော့အထိုင်ချလိုက်ကြတာဒါ ਉਹ ပဲအာကြီးစွာနဲ့အမိပြုပြီးတော့နေကြရပြည်စည်းဥစ္စာဆိုတာမသုံးလို့တော့မရပါဘူးသုံးလို့တော့ရတယ်သို့တော့အဲ့ဒီပုံမှာအထိုင်ချလို့မရဘူး အပိုင်နေနဲ့အတိအကျဒီပုံမှာနားနေလို့မရဘူးပြည်စည်းဥစ္စာတွေကအမျိုးအစားအများကြီးရှိကြနေရာမြေတွေကိုရင်တိုက်တာသောက်ဦးတွေရွှေငွေသောက်တံပြမရတွေအဲဟာပဲဖြစ်ဖြစ်ဒါတွေဟာအပိုင်ငါဆိုင်နေရာဖြစ်အထိုင်ချလို့မရကြဘူး ိုရုံဝမြို့မှာအင်မတန်ချမ်းသာတဲ့တတိယတူရှိတယ်။လေကြီးတွေလည်းထောင်ထဲချပြီးရှိလောက်တယ်ဗျာ။ဆိုင်ကြီးဆောက်ထားတာလည်းသုံးတက်ဒီအိမ်မဝဆင်းလာရင်ငွေရင်းကားတွေကဘုံထဲမှာတိုင်ကြီးထဲမှာအဲ့လိုထည့်တာကျဲတာအဲ့လိုနေတဲ့ပုဂ္ဂိုလ်တူမြို့မှာရှိခဲ့ပြီတဲ့ သူကလေးမှအဲ့လောက်ချမ်းသာတာတော့မှဒါတမီကြီးကလေးကြတော့ဟိုရောက်ဒီရောက်နေအမေဒီပါပျောက်သွားကြအဲတိုက်ကြီးရလည်းပဲဒုတိယကဘာစစ်ဘုံချတော့ဘုံဖြီးပြီးတော့နေလို့တော့ရတာပေါ့နောက်ချမ်းနေရတော့ပြူဆင်းသွားကြတယ်ငငယ်တော့ကအဘွားပြောပြတယ်အဲ့ဒီရောက်ခုတဲ့အခါဒီတိုက်ကြီးရတဲ့ ကြီးပဲတဲ့ဒီကတော့ပတ်လည်ဖောက်တာကြီးအလဲမှာပန်းချံကြီးနဲ့သူတို့ငယ်စဉ်တော့ကသူတို့ကလေးဘဝတော့အိမ်မှာရောက်ခဲ့ပြီလားအဲဒါစည်စည်ဥစ္စာတွေဆိုတာတဲ့တကယ်တိကြတော့ပြပင်တိတ်ကိုင်းနေလို့ပဲခဏနာခွင့်ပဲရကြတာအေးငဲ့တိလို့နာပြီးပြန်သွားနိုင်ရင်တော့ဒါအကောင်းဆုံးပဲဘုရားပေးထားတဲ့ဥပမာယဟန်နေရတဲ့ အထိုင်ချပြီးတော့နေကြရင်နဲ့ဒါဟာစမကြီးဘူးမနေနဲ့လို့တော့မဆိုလို့ဘူးနေလို့ရပြီမဲ့အထိုင်ချပြီးနေလို့ရပြီမဲ့အဝိုင်းငါဆိုင်နေရခြင်းတော့မစင်းစားကြနဲ့ပဲကြည့်တကုဏဝီရငဲ့တီဟာအတောင်းအတောင်းသားလျင် သူတို့မှာတောင်ဝင်ရှိတယ်လို့သူတို့တောင်ပန်လေးတောင်ပန်လေးပဲတောင်ဝင်ရှိတယ်။ဂျန်နဲ့တောင်ဝင်ဘာမှမရှိဘူးတဲ့။ဒီပင်တိတ်ခိုင်းနေရလဲသူတို့တောင်ဝင်မဟုတ်ဘူး။ဂျန်နဲ့ຢာတွေအလဲသူတို့ကိစ္စမဟုတ်ဘူး။ຢာတွေမှာပြန်ပွားကြည့်ရင်တော့သာတင်ຢာတိုင်းနေဆက်နိုင်သမျှလေးယေရှုရှိတဲ့သူတွေကိုယေရှုစတုတ်ပြန်ဒါနဲ့ပဲနေကြရမယ်။ အဲဒီမှာအတောင်သားလေးငဲ့တရားတောင်းရှိဘလို့ယဟန်နေကြတော့လဲသဘိတ်လောက်ရှိရင်ရပြီတဲ့သပတ္တဘာရောဝသဘိတ်သားလေးတောင်းရှိရမယ်တဲ့အဲဒီသဘိတ်လေးတလုံးရှိရင်ပြီးပြီပေါ့လေဒီလိုဆိုလိုတာဒီသဘိတ်လေးလွယ်ပြီးတော့သွားချင်းရလောအစင်ပြေသလိုလေးနေလွတ်လွတ်လပ်လပ်နေတဲ့ဒါဗုဒ္ဓရေပြောကြခဲ့တဲ့ သဘောတရားပေါ့အဲတော့ဒါတဲ့ဘုရားလက်ထက်မှာအတိအကျပုံဖော်သွားတဲ့နံဃာရီရဲ့ပြစ်စင်တကယ်လွတ်လွတ်လပ်လပ်နဲ့နေသွားကြတယ်အခေကာလတွေရွေးလျောလာတော့လည်းပဲနေရာဒေသတွေကအဲ့ဒီလိုသွားခြင်းနိုင်သွားရွေးခြင်းနိုင်ရွေးထတာမဖြစ်နိုင်တော့တဲ့အခြေအနေတွေလည်းရှိလာတယ် ဆိုကြပါစို့မြန်မာပြည်ကနေခြားနိုင်ငံသွားမယ်ဆိုပတ်စပို့စာအုပ်ရှိမှသွားလို့ရတယ်။တပိတ်လေးပိုက်ပြီးထွက်သွားလို့ပါမရကြဘူး။အဲတော့ကာလာဒီတာပုဂ္ဂလာတွေကပြောင်းလဲကုန်တယ်။ပြောင်းလဲသွားတော့ပြည်ရင်းမှာလည်းပဲဒီကာလာတွေပြောင်းလာတဲ့အခါကျုံရကြပန်းသွားလို့အရှင်မပြေတော့ လက်ခံခြင်းမှလည်းလက်ခံကြတော့မှာအဲဒီတော့ဒီကြားနဲ့တဏှာလေးမှနေထိုင်ရတဲ့ခြေနေမျိုးအဲဒီလူတွေလည်းဖြစ်လာကြတာပေါ့တော့ဘလိုပဲဖြစ်ဖြစ်သဘောတရားကြီးရတော့ပြောင်းလဲလို့မရဘူးဒီပင်ဒီကိုင်းပေါ်မှာနားနေတဲ့ငက်တီလိုပဲအချိန်တန်ဒီပင်အကျိုးကျိုး ပြပင်ရလဲလဲတိတ်ကိုင်းကကြိုးကြိုးအဲ့ဒါကိုကိစ္စမဟုတ်ဘူးကိုတောင်ဝန်လေးကသာဖို့အတွက်ပြိခါလေးရှိရင်ရပြီအဲ့တော့နေရာဒေသပုံကိုအချိန်ကာလတွေကိုဆွဲထားလို့မရဘူးဆိုတဲ့သဘောလွတ်လွတ်လပ်လပ်နေပါအဲ့တော့ဒီလားတရားသဘောကဒီလိုလွတ်လပ်စွာနဲ့နေထိုင်ကြဖို့ဘုရားကတိုက်တွန်းခဲ့တယ် ရပစ္စည်းရှိတော့လည်းပဲဒီပစ္စည်းပေါ်မှာအဲအမိအတွယ်မရှိဘူးဆွဲလမ်းမရှိဘူးဆိုရင်ဒါလည်းပဲလွတ်တာပါပဲလွတ်တယ်လို့ခေါ်တာပဲအဲတော့ဒီငဲ့တရေဘဝကဒီဥပမာလေးနဲ့ပေးထားတဲ့အခါမှာဒီလောက်လေးနဲ့တင်ကြည့်ရင်တော့ဒါလေးနဲ့တင်ပြီးသွားတာပေါ့ဘုရားမန္တမအစအလေဆုံးသုံးလုံး မှန်နေရမယ်အခုငဲ့အကြောင်းပြောလိုက်တော့ငဲ့ကအတောင်ပံနဲ့ရှောက်သွားနေတဲ့အခြေအနေအရိယာဒီမှာမြင်လိုက်ကြတာဒါကလေပိုင်းနဲ့အဆုံးသတ်ပိုင်းဆိုတာတွေ့ရတယ်ဒါဆိုရင်အစပိုင်းပြန်သွားကြည့်ရောငဲ့ဘယ်ရလာလဲငဲ့ဘယ်ရလာလဲဆိုတော့ဥကနေပေါက်လာတာနဲ့တည်းရငဲ့များတော့ဥကနေပေါက်ကြတာ အဲ့မှာတကြိမ်မွေးဖွားမွေးဖွားနှစ်ခါဆိုတာပုဂ္ဂိုလ်တ attva ရရဲ့ဘဝအစမွေးဖွားလာမှုဟာတကြိမ်နဲ့နဲ့မွေးဖွားတဲ့ပုဂ္ဂိုလ်နေရှိတယ်တဲ့လူတို့เนาะအခြားအကောင်ကြီးပေါ့လူတို့လို့တခါတည်းမွေးတာရှိတယ်မြင်းတို့ဆင်တို့အဲ့ဒါတကြိမ်မွေးဖွားခေါ်တယ်မွေးဖွားနှစ်ခါတယ်နှစ်ကြိမ်မွေးတဲ့အကောင်ကြီးရှိနှစ်ကြိမ်မွေးတာပဲအကောင်ကြီးလဲဆိုတော့ဥကနေပေါက်တယ် ဥအနေနဲ့တစ်ချိန်မွေးရတယ်နောက်တစ်ခါဥရေကနေတစ်ခါထပ်ပေါက်လာနှစ်ဆင့်နှစ်ဆင့်ထွက်လာတာအဲဒါဘုရားရဲ့တရားတွေဟာဘုရားကအင်မတန်ဉာဏ်ကောင်းတာအခုငဲ့တွေအကြောင်းပြောသွားတဲ့အခါမှာအဲ့ဒီရဲ့လွတ်လပ်ပုံတွေးကြလို့အကာအကွယ်တားဆီးမရှိဘူးကောင်းကင်မှာသွားချင်နိုင်တော့အဲဒါယဟန်နေဆိုတာလည်းပဲခုနပြောသလိုနှစ်ဖိတ်တလျင်တောင်းဝန်ရှိပြီးတော့ ောင်းမြင်နေတူတဲ့နိဗ္ဗာန်ဆိုတဲ့ငြိမ်းလွတ်မြောက်မှုမှာသွားချင်နိုင်သွားဆိုတာဒါလေပိုင်းနဲ့ဆုံးသက်ပိုင်းအစပိုင်းမှာအဲ့ဒီလိုဖြစ်လာဖို့ရေငက်တွေဘယ်ကပေါက်ဖွာလာကြတယ်လဲဒါသူကမွေးဖွားနှစ်ခါတတ္တဝါတွေနှစ်ခါမွေးရတဲ့တတ္တဝါဒါကနေစထွက်လေဥက္ကုံတဲ့ဥတွေအမိခင်ပိုက်တွေကနေပြီးတော့နော်ငယ်ငယ်မြမကြီးရဲ့မိုက်တွေကနေဥအနေနဲ့ထွက်လာတဲ့တခါ နောက်တော့ကအဲ့ဒီဥပုန်နေရမှတခါဖောက်ထွက်သွားတယ်တခါနှစ်ခါနှစ်ခါထွက်ယူပါနှစ်ခါမွေးရတဲ့တတ္တဝအမျိုးအစားပဲ